မင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ညနေခင်းတီတွေ့ရှိထားတဲ့သတင်းတွေကနေမှထူးခြားသတင်းများကိုရွေးချယ်ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီကနေ့အတွက်ထူးခြားသတင်းတွေကတော့ကမ်ဘလူမျိုးနယ်ပါအဖခွန်တော်ရာရှိနယ်6ဦးကိုငွေကြေးလဲသုံးစားပြုလုပ်မှုအပါအဝင် အမှု9ခုနဲ့ရေးယူစစ်ဆေးနေတယ်ဆိုတဲ့သတင်းလေကေကောဒေတာတိုက်ပွဲအတွင်းမှာခမာ209တိုက်ရင်အထိနာယူပြန်ဆုတ်ကလက်နက်ခဲရန်အများပြားတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းငဖဲမျိုးနယ် နိုင်ငံပြူရကုန်းစကန်းကိုတက်ကူလာတဲ့စစ်ကြောင်းကိုဂျားပြတိုက်ခိုက်ရမှာစစ်သားများပြားတိဆုံးပြီးစစ်သား26ဦးအရှင်ဖမ်းပြီးရရှိခဲ့တယ်ဆိုတဲ့သတင်းတွင်ဝင်ကစစ်တပ်လောက်ကပြူစော်ဒီကောင်းဆောင်နေစဉ်လက်ကိုငွေကျပ်3500နီးပါးတန်ဖိုးရှိတဲ့ဘိန်းဖြူများအပါအဝင်လက်နက်ခဲများနဲ့အတူဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့ကံဘလူမျိုးနယ်ပါဖခွန်တော်ရာရှိနယ်6ဦးကိုငွေကြေးအလွဲသုံးစားမှုအပါအဝင်အမှု9ခုနဲ့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းမှာဒကာနိုင်ကံဘလူမျိုးနယ်အတွင်းတာဝန်ထမ်းဆောင်နေတဲ့ပြည်သူ့အုပ်ချုပ်ရေးပါဖခွန်တော်ရာရှိနယ်အဖွဲ့ဝင်6ဦးကိုငွေကြေးအလွဲသုံးစားမှုအပါအဝင်အမှု9ခုနဲ့ဖမ်းဆီးစစ်ဆေးနေကြောင်းကံဘလူမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေသိရှိရပါတယ်ကံဘလူမျိုးနယ်ခွန်တော်ရာရှိမြင့်ကျော်ခေါ်အာခိုင်နဲ့ ခွန်တော်ဖွဲ့ဝင်6ဦးကိုငွေကြေးလဲသုံးစားပြုလုပ်မှုလုံပိုင်ခွင့်အာဏာအားအသုံးပြု၍မလျော်ဩဇာပြုလုပ်မှုမျိုးနယ်ပအဖဒစိစီအတုပြုလုပ်မှုသက်သေးခံပစ္စည်းဖျောက်ဖျက်မှုအကြမ်းဖက်ရှစ်ကော်မရှင်ဒေါက်တိုင်များနဲ့သက်သွယ်မှုများဖြင့်အော်တိုဘာလ12ရက်နေ့မှာဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။မျိုးနယ်ပအဖဒစိစီအတုနဲ့အခွန်ချလန်တွေကိုလာစဉ်အသစ်ပြန်ရေးတယ်။သက်သေးခံအခွန်ချလန်တွေကိုလာစဉ်မီးရှို့တယ်။နောက်ပြီးအခွန်ဂိတ်မှာတရဝင်းမဆောင်ခိုင်းမဲနဲ့အောက်လန်းကနေသူ့အိတ်ထဲ ငွေတွေထည့်တာတွေကိုစစ်ဆေးပေါ်ပေါက်ထားတယ်လို့ငံပလီမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောရေးဆိုခွင့်ရှိသူကပြောကြားထားပါတယ်။ဖန်စီထိမ့်သိမ်းထားတဲ့နေ့ကအခွန်စီရေးမကမျိုးနယ်ပအဖစီးတစိအတူကိုအင်တာနက်ပြစ်ချခဲ့တာကိုပြန်လည်ရှာဖွေတွေ့ရှိပြီးတော့တပ်သေးအနေနဲ့ပြထားပြီးတစ်ကော်မရှင်ဘိုကတော်များနန်းစီဒီယန်ရဲများနဲ့အဆက်အသွယ်ရှိကအခွန်ငွေများကိုလိမ့်လည်းရယူမှုများရှိခဲ့တယ်လို့ပြောပါတယ်။ဖန်စီစစ်ဆေးရေးယူရမှာမြေပြင်ခြေနေများရ တိဘက်ဆိုင်ရာခရိုင်ကုတ်ကဲရေးတာဝန်ရှိသူများတရင်တပ်ဖွဲ့များနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးတော့စစ်စည်းပေါ်ပေါက်ချက်များအရာအရက်ဖတ်တရားစီရင်ရေးကိုလွှဲပြောင်း၍ဆောင်ရွက်လျက်ရှိကြောင်းကမ်ပလီမျိုးနယ်ပအဖကပြောကြားခဲ့ပါတယ်။ယခုငွေကြေးအလွဲသုံးစားပြုလုပ်တဲ့ပမာဏနဲ့ပတ်သက်ပြီးခမန်းရန်ခက်ခဲပြီးတော့တိန်းတောင်းကနန်းတဲ့အထက်မှာရှိနိုင်ကြောင်းပြောကြားခဲ့ပါတယ်။မြို့ပေါ်ရှိတကားဥနာထံတွေကနေငွေတောင်းခံပြီးကိုပိုင်ငွေပြုလုပ်ခြင်းအကောက်ခွန်ချလန်များကိုစိတ်ကြိုက်ပြန်တင်ထားခြင်း ယကြီးနာသောငွေပို့ဆောင်ကအိမ်ဆောက်ထားခြင်းနဲ့ကားလေးစီးခန့်ဝယ်ယူခြင်းများပြုလုပ်ထားကြောင်းသိရသဖြင့်ငွေကြေးခံမှန်းရန်ခက်ခဲနေကြောင်းပြောဆိုပါရယ်အလွဲသုံးစားပြုလုပ်သူများသည်စစ်ကော်မရှင်တောက်တိုင်များနဲ့ဆက်သွယ်ကြောင်းသိထားရပြီးတော့အရက်ဖတ်တရားစီရင်ရေးနဲ့တွားမယ်ဆိုပါကစစ်ကော်မရှင်ဘက်ကိုလုံတွားနိုင်ကြောင်းစိုးရင်ချက်များရှိသဖြင့်စစ်ဘက်တာဝန်ရှိသူများနဲ့တရင်ချက်လက်များဖလှယ်ကစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်စစ်ဆင်မှုပေါ်ပေါက်ပြီးပြည်ထောင်စုဝန်ကြီးဌာနကိုအစီရင်ခံရမှာ အရက်ဖတ်လုံပိုင်ခွင့်ကိုကျော်လွန်လုံဆောင်တကယ်သူဖြစ်ပြီးတော့ခရိုင်ရှစ်ဘက်ကလည်းငင်းကိစ္စကိုလွန်ခဲ့တဲ့နှစ်လကလေးကတုံ့ပြန်ဆက်ဆဲနေခဲ့တာကိုဝန်ကြီးဌာနကိုတင်ပြရန်လိမ့်ဟင်းခဲ့ကြောင်းပါအဖပြောရေးဆောင်ရှိသူကပြောပါတယ်အချိန်နေရရအာအမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးဝန်ကြီးဌာနနဲ့သက်ဆိုင်ရာဝန်ကြီးဌာနများကို တင်ပြခဲ့ပြီးအရက်ဘတ်တရားစီရင်ရေးစနစ်အတိုင်းမလိုက်နာခဲ့မှုအတွက်ဂျာကာလာဘဟု ကော်မတီရဲ့တတိပေးစာကိုလက်ခံရရှိပြီးနောက်နောက်ထိုကဲ့သို့မဖြစ်အောင် ်ယူဆိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါအဖာထုတ်ပြန်ချက်မှာတွေ့ရှိရပါတယ်။မြို့နယ်တွင်ဗန်နံငွေများအလေအလွတ်မဖြစ်စေရင်တော်လိုင်းအောင်မြင်စေရန်အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကံဘလူမြို့နယ်ပါအဖာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေအသိပေးထားပါတယ်ခင်ဗျာ။နောက်ထပ်ထူးခြားသတင်းတစ်ပုဒ်အနေနဲ့နေကေကောတိုက်ပွဲအတွင်းမှာခမာယာ209တက်ရင်အထိနာပြီးတော့ပြန်ဆုတ်သွားရပြီးတနခေရန်များစွာရရှိခဲ့တယ်ဆိုတဲ့သတင်းမှာ ရင်ပြည်နယ်လေးကောမြို့တင်နာမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့တပ်မနှစ်နှစ်လောက်ခန့်ခမရ209တရင်အထိနာပြီးတော့မှအဲ့ဒီတရင်ထံကနေခရရန်တွေအများပြားသိမ်းဆည်းရရှိခဲ့တယ်လို့မြေပြင်ရဲဘော်နဲ့စစ်ရေးတရင်ရင်းမြစ်ကနေပြောပါတယ်။တိုက်ပွဲတွေရက်ဆက်ပြင်းထန်နေတဲ့လေးကောဒေသနာမှာပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကရသေးကိုအနီးမှာတပ်မနှစ်နှစ်လောက်ခန့်ခမရ209တရင်နဲ့တော်လိုင်းဘူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာကာမာယာနေရကိုတရင်ကအထိနာလို့ပြန်ဆုတ်သွားရပြီးအလောင်းတွေနဲ့ခရမ်းများပြားကြံခဲ့တယ်လို့တော်လန်ကြီးရဲဘော်နဲ့စီရေးသတင်းရှင်းပြကပြောပါတယ်။တမာ6ဒေသကစီရေးသတင်းရှင်းပြကလည်းတမာ2နဲ့တမာမူကတော့လေတလုံးမူတလုံးနဲ့လို့အော်တိုဘာ31ကတမာ2နဲ့အထိနာသွားတဲ့ပုံမှာမှတ်ချက်ပြုခဲ့ပါတယ်။မြေပြင်ကရဲဘော်တွေရဲ့ဖော်ပြထားမှုမှာတော့ကြီတွေနဲ့လက်နက်ကြီးကြီးတွေအများအပြားသိမ်းရခဲ့တာကိုတွေ့ရပါတယ်။အော်တိုဘာ31တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ဒီမိုကရက်တစ်ကရင်အကျိုးပြုတက်မတော် DGBA ထိန်းချုပ်ဒေသဖလူးရွာရဲ့တရုတ်နိုင်ငံသားရဲ့လုပ်ငန်းဆိုင်ဖြစ်တဲ့မိဘန်ဂိုတောင်၁၂၀မမလက်နက်ကြီးကြီးထိမိမှန်ပြီးတော့ပောက်ကွဲမှုဖြစ်ခဲ့တာကိုလည်းလူမှုကွန်ရက်မှာတွေ့ရှိခဲ့ရပါတယ်။တက်တက်က၄ကီကောဒေသကိုစက်တင်ဘာ23ရက်နေ့ကနေစပြီးတော့တမန်နေနေလောက်ခံတရင်တွေကို၃ရင်းတပြူဟာဖွဲ့ပြီး UH 3ခုနဲ့ခွဲပြီးစစ်ကြောင်းထိုးတိုက်ခိုက်နေခဲ့တာပါ။ UH 1နဲ့1 UH 2နဲ့ ယူဟာနဲ့နဲ့3ဆိုတဲ့3ယူဟာနဲ့တပြူဟာအင်အား400ကျော်နဲ့စုစုပေါင်းအင်အား1200နဲ့စစ်ကြောင်းထိုးလာတာလို့ဘူပေါင်းစစ်စင်ရေးမှုဗမှုတူရစောတာဘောက ပြောပါတယ်။ကင်းပြည်နယ်၄ကီကော်ဒေတာကိုတမန်နှစ်နှစ်လောက်ခံယူဟာ3ယူဟာနဲ့စစ်သားအင်အား1200ကျော်3စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကတိုက်ပွဲကာလတလအတွင်းမှာဒုတရင်မှုအပါဝင်150ခန့်တိုက်ဆုံးပြီးတော့200ခန့်အတန်ရာရရှိကအထိနာနေတယ်လို့ဘူပေါင်းစစ်စင်ရေးမှု ဘုံမှုသူရသောတာဘောကပြောပါတယ်လေကိကောဒေတာတိုက်ပွဲတလအတွင်းမှာစစ်ကောင်စီတပ်ကလက်နက်နဲ့လေးဦးအလင်းဝင်လာပြီးတော့မြေပြင်မှာတင်းစီရမိကာကလက်နက်၅လက်နဲ့စစ်သား2ဦးဖမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်စစ်တပ်ကလေကိကောတိုက်ပွဲအတွင်းမှာစစ်မှုထမ်းဥပဒေနဲ့ခေါ်ဆောင်ထားတဲ့တပ်သားတွေတွေကိုအများဆုံးအုံပြုထားတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ထူးခြားသတင်းတစ်ပုဒ်ကိုဆက်ပြောရမယ်ဆိုရင်ငဖဲမြို့နယ်နိုင်ငံပြည်ဟာဂုံးကိုစစ်ခုလာတဲ့စစ်ကြောင်းကိုဓာပြတိုက်ခတ်ရာမှာ စစ်သားများပြားတိဆုံးပြီးတော့အရှင်26ဦးနဲ့လက်နက်ခဲယမ်းတွေအများပြားရရှိခဲ့တယ်ဆိုတဲ့သတင်းမှာမကွေးတိုင်းငဖဲမြို့နယ်နိုင်ငံပြူဟာကုန်းကိုစစ်ကူဖို့စစ်တပ်စစ်ကြောင်းများကိုနှစ်လကြာပိတ်ဆို့တိုက်ခတ်ခဲ့ရမှာစစ်သားများပြားတိဆုံးပြီးအရှင်26ဦးဖမ်းမိကလက်နက်နဲ့စစ်သုံးထောင်များလည်းတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။တတင်းပါလာဇန်းကနေစပြီးတော့ငဖဲမြို့နယ်နိုင်ငံပြူဟာကုန်းစခန်းကိုအမှတ်905အမြောက်စခန်းပုတ်ကဲမှုဌာနချုပ်မှာအင်အားစုဖွဲ့တက်လာတဲ့စစ်ကြောင်းများကို တင်ကာခွေအတက် CDS အရှိုးအပါဝင်တော်လိုင်းပူပေါင်းတပ်ဖွဲ့များကဓာတ်ဖြတ်တိုက်ခတ်ခဲ့ကြောင်းအရှိုးပါတိုက်ခိုက်မှုအတွင်းမှာစစ်သားများပြားသိဆုံးပြီးလက်နက်တကယ်များလည်းတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။မဆခ905မှာအင်အားတွေစုဖွဲ့ပြီးပို့တာပါ။လက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေသေးပါ။တရနာသိန်းနာငါးနှစ်ပြည့်ကနေမှာတော်လိုင်းတပ်ဖွဲ့တွေအချင်းချင်းပို့တိုက်မှုတော်လိုင်းတပ်ဖွဲ့တွေအချင်းချင်းမညီညွတ်မှုတွေကြုံတဲ့အခါမှာပြည်သူတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရှိပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ ဝေဖန်တိုက်ခိုက်တာမျိုးမဟုတ်ပဲထောက်ပြတာမျိုးဖြစ်အောင်တရားနာရှင်ကြာဆုံးမှုဆိုတဲ့တကယ်ဥတည်တဲ့တော်လန်ရေးတပ်ဖွဲ့တွေဖြစ်လာအောင်တော်လန်ရေးတပ်သားတွေဖြစ်လာအောင်အကြံပြုချက်တွေပေးစီခြင်းပါတယ်တော်လန်ရေးတပ်ဖွဲ့တွေကိုကြောက်ရွံ့စရာမဟုတ်ပဲဝေဖန်ထောက်ပြရဲတဲ့ပြည်သူတွေလည်းအများကြီးပေါ်ထွက်လာစေခြင်းပါတယ်လို့ CDF အရှုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတလိုင်းလိုချင်းကပြောကြားခဲ့ပါတယ်တက်တက်ကနေရီကန်စကန်ပြူဟာကုန်းမကြရှုံးရေးအတွက်လေချောင်းပစ်ကူလက်နက်ကြီးပစ်ကူများအဆက်မပြတ်ပေးနေတော့လဲ ော်လိုင်းမဟာမိတ်တပ်များကအစမပြတ်ထိုးစစ်ဆင်နေစေဖြစ်ကြောင်းစက်တင်ဘာလကနေအောက်တိုဘာလကုန်အထိနှစ်လတာအတွင်းစီဒီအက်အဖြူမှတပ်ဖွဲ့ဝင်2ဦးတပ်ပေးလူခဲ့ရကခြေလက်အင်္ဂါဆုံးရှုံးသူ2ဦးနဲ့အခြားထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါနှစ်လတာတိုက်ပွဲများအတွင်းမှာအကြံပေးစစ်တပ်ကစစ်မှုရန်တပ်သားတစ်များအပါအဝင်စစ်သား26ဦးအရှင်ဖမ်းမိခဲ့ကြောင်းထို့ပြင်နေရီကန်လမ်းဟောင်းတစ်လျှောက်နေမြေရှင်းလင်းရေးလုံဆောင်စင်မှာလက်နက်ငယ်၄လက်နဲ့ ရန်များပြားသိသိရရှိခဲ့ကြောင်းသိရှိရပါတယ်။အေဦးဆောင်တဲ့ဒေါ်လာအိမဟာမိတ်တပ်များကတပည့်မျိုးနယ်တွင်းမှာရှိတဲ့စစ်တပ်ရဲ့နေရီကန်ဗျူဟာကုန်းစခန်းကိုအပိသက်သိမ်းပိုက်နိုင်ရေးအတွက်အပြင်းထန်ထိုးစစ်ဆင်နေပြီးတော့မှတကင်းစခန်းအများစုသိမ်းပိုက်ရရှိထားကြောင်းအေကတရားဝင်ထုတ်ပြန်ထားပါတယ်။နောက်ဆုံးထူးခြားသတင်းတစ်ပုဒ်အနေနဲ့ပြည်ဦးလင်ကစစ်တပ်လက်အောက်ခံဒူစောတိကောင်းဆောင်နေစဉ်လက်ကိုငွေကျပ်3500တန်ဖိုးနှီးပါရှိတဲ့ဘဲဖြူများအပါအဝင်လက်နက်ခဲများနဲ့ဖမ်းဆီးရရှိခဲ့ရတဲ့ဆိုတဲ့သတင်းပါ။ န္တလေးတိုင်းပြည်ဦးလင်ကပြူစော်တီကောင်းဆောင်နေစဉ်လက်ကိုပသိမ်ကြီးမြို့နယ်မှာဘိန်းဖြူများပစ္စတိုတလက်နဲ့အတူဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ဘိန်းဖြူနဲ့လက်နက်များနဲ့ဖမ်းဆီးရရှိခဲ့တဲ့နေစဉ်လက်ကစစ်တပ်လက်အောက်ခံပြူစော်တီခေါ်ပြည်သူ့စစ်ကောင်းဆောင်ဖြစ်ပြီးပြည်ဦးလင်မြို့နယ်ပဒေသာမျိုးသစ်ရက်ွက်ကြီးရှစ်ကဖြစ်ကြောင်းသိရှိရပါတယ်။အော်တိုဘာလ22ရက်နေ့ညနေ9နာရီ20မိနစ်အချိန်ခန့်မှာငွေစေဝါဒါစီနေနေရဲတပ်ဖွဲ့ကပသိမ်ကြီးမြို့နယ်ကြောက်ချောကျေးရွာနီး ူစော်တီခေါင်းဆောင်နေစစ်လက်မောင်းနေလာတဲ့မီဆူဘီရှိအောက်လန်ဒါမျိုးစားမော်တော်ယာဉ်ကိုဇက်တန်စစ်ဆေးရှာဖွေရမှာဂျင်ဘော်ကနေမင်းဖြူအလေးချိန်9တသမ64ကီလိုကလာပေါက်ဈေးငွေကျပ်3485သိန်းပစ္စတိုတလက် G အတောင်း20ဒီအိမ်နှစ်ခုလက်ပစ်ပုံးနှလုံးနဲ့လက်ကင်ဖုံးတစ်လုံးတို့ကိုတွှစ်ရှိသိမ်းဆီရရှိခဲ့ကြောင်းသိရှိရပါတယ်။ဂွင်းဆက်ကိုဆက်လက်ဖော်ထုတ်ရမှာအော်တိုဘာ22ရက်နေ့9:30မိနစ်အချိန်မှာ ိမ့်ပြများတဲဆောင်ရောင်းဝယ်မှာပူပေါင်းပါဝင်သူရဲကျော်ခေါ်ကိုရဲကိုချမ်းရည်သာသာမြို့နယ်စမွေးရက်ကွာမှာကလိုရာခရောင်းမျိုးစားမော်တော်ယာဉ်တစ်စီးလက်ကင်ဖုန်းနှလုံးလုံးနဲ့အတူထပ်မံဖမ်းဆီးရရှိခဲ့ပါတယ်။သူစော်တီကောင်းဆောင်အသက်48နှစ်အရွယ်နေစဉ်လက်နဲ့အသက်32နှစ်အရွယ်ရဲကျော်ခေါ်ကိုရဲ32နှစ်တို့ကိုအုံချောနယ်မြေရဲစခန်းမှာမူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရမူဖွင့်ရေးယူထားကြောင်းသိရှိရပါတယ်။အော်တိုဘာလာအတွင်းမြန်မာနိုင်ငံအနှံ့အပြားမှာ မွေးဖေဝါဖန်းစီရရှိမှုအများပြားကိုလည်းတွေ့ရှိခဲ့ရပါတယ်။အခုတင်ဆက်ပေးသွားတဲ့သတင်းတွေကတော့နိုဝင်ဘာလ2ရက်နေ့အတွက်ထူးခြားသတင်းတွေကိုရွေးချယ်ပြောပြပေးသွားတာဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ YouTube Channel ကိုလည်းတိုင်းရန် Subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာ။